အားလုံးပဲမင်္ဂလာပါမန်နီယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United အသင်းကဒီဒီပဲစနေနေ့9နာရီမှာပေါ့ဗျာအဝေးကွင်းစပါးရဲ့အင်ကွင်းမှာပရီးမီးယားလိပွဲစဉ်စစ်တစ်ကိုတော်ရောက်ကစားဖို့ရှိနေပါတယ်ဒီနေ့သင်းကြမှာပရီးမီးယားလိအနေထားကိုကြည့်လို့ရှိရင်ဘလောက်မှကွာမှုမရှိဘူးအမက်ကတူတဲ့ goal ကွာခြားချက်နဲ့စပါးကအစင်းချောက်မှာရှိနေတယ်ပေါ့ဗျာကိုယ်နေတဲ့အသင်းကရှစ်ရှစ်ပြီးကြတဲ့ကျွန်တော်တို့ Notre Dame နဲ့ပွဲစဉ်အဝေးကွင်းမှာလည်းပဲထင်ထားသလိုဖြစ်မလာခဲ့ဘူး တဖက်နော်တယ်ဖော်ရဲကတရားသည်တိုင်စင်းစုံထဲမှာရောက်နေသည်ရှိတော်လဲကိုရီတဲ့အသည်နဲ့တွေ့တဲ့နေတာတကူမှတကယ်ကိုဆွဲဆောင်ကောပြားခဲ့တယ်အဲ့ဒီပွဲစီမှာဆိုရင်လည်းပဲကိုရီကပေးလိုက်ရတဲ့နှကိုကဘလောက်မှမခေါ်ကြပါဘူးနှစ်မိနစ်အကောမှသူတို့တွင်းခဲ့တာသူတို့တင်ကကောက်တာထက်တင်နေတော့တယ် high pressing ပြီးလို့ရှိရင်ဒုတိယဘက်မှာဆို pressing ကိုအဓိကထားပြီးတော့ exit ဖွင့်ကစားခဲ့တယ် ကျွန်တော်တို့အားနည်းလာပါတယ်ဆိုတဲ့မြေဘောတွေကိုသူတို့အသုံးချခဲ့တယ်ဒါကြောင့်အမဲခွေးဝေပေးခဲ့ရတာပေါ့ဗျာဆိုတော့ကျွန်တော်စနေနေ့မှာကစားမယ့်ဇပန်နဲ့ပွေးစဉ်အနေနဲ့တခုမှသူတို့အသင်းကဘလို့အရှင်နေရှိမလဲကိုယူနေတဲ့အသင်းကဘလို့အချင်းနဲ့ထွက်ပေါ်မလဲဒီနေ့ချင်းမှာကော်ချမှုတွေဘလို့ကျွန်တော်ရှိခဲ့တယ်လေနောက်ပြီးတော့ ယူနိုက်တက်ဒင်းအမ်ဝဲကစပါးနဲ့အဝေးခွင်းအတွက်ကိုပွေးထုတ်လို့ရှိရင်အခင်းချင်းမှာဘသူတွေကိုပွေးထုတ်အသုံးပြုလာမလဲဆိုတော့ပွေးချုံသုံးသက်ချက်အနေနဲ့ကျွန်တော်တို့ဆွေးနွေးတော့ပါမယ်အင်ကာနေကလည်းကျွန်တော်ဗီဒီယိုမတင်ပါဘူးပြီးလို့ချင်းဘုံတူနေကလည်းမတင်ပါဘူးဒီနေ့ဆိုရင်လည်းဗီဒီယိုတင်တာကျွန်တော်တို့နောက်ကြပါတယ်အကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာကိုရေးကိုတဲ့ခိစ္စတွေရှိနေတဲ့အတွက်ဘလို့မှအဆင်မပြေပါဘူးဒါပေမဲ့ညီကိုတို့ကျွန်တော်တကယ်ကိုအားနာမိပါတယ်ကျွန်တော်ရဲ့ Main Unity YouTube Channel ကိုကြည့်ကြည့်အားပေးနေတဲ့စောင့်မျှော်အားပေးနေတဲ့ မယ်ရင်ဖန်မြောက်ကိုကျွန်တော်အထူးပဲကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်တောင်းနေတောင်းမှာပါတယ်မယ်ရင်ဒီယူကြီးချက်နေကနေဒီကိုဝင်းစော်ကိုထုတ်ပြပလဲရမှာစားလားစားလားဆိုတော့ဆွေးနွေးတော့ရောဗျာလက်ချီစပိုင်းရဲ့အနေထားကိုကြည့်ရလို့ချင်းသူတို့ကဗျာချန်ပီယံလိမ့်မှာပါပရီးမီးယားလိမ့်မှာပါအချင်းတွေကောင်းတစ်ခုကိုပိုင်ဆိုင်ကြတယ်ချန်ပီယံလိမ့်မှာဆိုသူတို့၄ဝေးကစားပြီးတော့ ရမယ်ရှင်မယ်နဲ့အစစ်အစင်မှာသူတို့ရည်တည်ထားပါတယ်ဒီနေ့ချိန်ပြေလိုက်နောက်ဆုံးကစားခဲ့တဲ့သူတို့ရဲ့အင်ကွင်းမှာဆိုရင်ပေါ့ဗျာအနေငယ်ထိတဲ့ဒါပေမဲ့လို့ FC နဲ့ပြပြတတနိုင်ထားခဲ့တဲ့အနေထားရဆိုရင်ကိုယ်ယူနေတဲ့အသင်းအဖိုးကတော့မလွေကူပါဘူးဆိုတော့ကျွန်တော်တို့ဒီသတင်းကြမှာထိတိုက်တွေ့ခဲ့တဲ့၄ဘွေကိုကြည့်ရလို့ချင်းယူနေတဲ့အသင်းကတပွေးမှအနိုင်မရရှိတာပါဘူးဒါက အတင်းတဲ့ဘလောက်တောင်ရုပ်ပြည့်စည်းပဲဖြစ်ခဲ့တလေဆိုတဲ့အနေထားကျွန်တော်တွေ့နေရတယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင် ယူပါလေဖိုင်နေမှာဝမ်းစီနဲ့ရှုံးခဲ့တယ်ယူလိုက်တဲ့အတင်းကအဲ့ဒီပွဲကိုနိုင်ခဲ့လို့ရှိရင်ကျွန်တော်ဖလားရမယ်ပြီးလို့ချင်းချန်ပီယံလိဝင်ခွင့်ရမယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကို စပါးကအနိုင်ယူထားခဲ့လို့ ကိုအတင်ကအဲ့လိုမျိုးရှုံးကြွေးကိုပြင်ဆင်ဖို့ဘယ်လိုပုံစံတော်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာသူတို့ဒီရတီပင်းများလဲအနေထားကိုကြားလို့ချင်းပေါ့ဗျာသူတို့အတင်နေတဲ့ဆေးပွေးကစားတာပါတယ်၅ပွေးနဲ့၂ပွေးတည်၃ပွေးရှုံးပြီးတော့ရမဲ၁၈မဲနဲ့အစင်းချောင်းမှာရက်တင်နေတယ်ကျွန်တော်ခုနပြောသလိုပါပဲကိုအတင်နဲ့အမဲတူပြီးတော့ဂိုးကွာချချက်ကြောင့်သူတို့ကအစင်းချောင်းကိုကြောက်တော့ခဲ့တာတကယ်လို့နော်တယ်ဖိုးတို့ကိုကျွန်တော်တို့က9ကီလိုချင်းအစင်း3အစင်း4တို့တွေမလို့ချင်းအစင်း4လောက်ထိကိုရောက်တော့ခဲ့မှာတိုးတော်လေးပဲ ကိုသိင်္ဂသိတယ်မလားနိုင်တဲ့နိုင်တိုင်းလေးပွေးလေဆိုရင်ဗယံပဒံနဲ့ဖြည့်တာအဲ့ဒီပွေးစီမှာဆိုရင်လည်းပဲအားနည်းချက်တွေကျွန်တော်အများကြီးတွေ့ခဲ့ရတယ်အထူးသဖြင့်တိုက်စစ်ဘိုင်းမှာအလုံးလုံးနေတဲ့တိုက်စစ်ဘိုင်းမှာကျွန်တော်တို့နော်ကိုစတိုက်သွင်းနေတဲ့ဗေဂျမိုဆစကိုတို့ဆိုရင်လည်းခိုးပေါပျောက်ဆုံးမှုရှိခဲ့တယ်ဒါကြောင့်အလုံးဝအမက်ကမဆုံးဆုံးသင်းပဲကျွန်တော်ဆုံးချုံးခဲ့တယ်ဆိုတော့ထားပါကိုသိင်္ဂစပားအနေနဲ့ပေါ့ဗျာအဲ့ဒီစေပွေးမှာဆိုရင်အင်ကွင်း၅ပွဲအဝေးကွင်း၅ပွဲကစားရတယ်အင်ကွင်း၅ပွဲမှာဆိုရင်တပွေးနိုင် တပွေးတည်နဲ့သုံးပွေးသူတို့ရှုံတာပြီးတော့တိုက်စစ်က၅ကိုရတာတယ်ခန်စစ်ကလည်း၅ကိုပေးထားရတယ်အိမ်ကွင်းရမယ်က၄မယ်ပေါ့ဗျာအဝေးကွင်း၅ပွေးမှဆိုရင်လည်းသူတို့အစ်နေနဲ့နိုင်ပွေး၄ပွေးထိဖော်ဆောင်ထားပြီးတော့တပွေးတည်နဲ့ရှုံပွေးလုံးဝမရှိသေးပေတိုက်စစ်က၁၂ကိုရတာတယ်ခန်စစ်က၃ကိုသာ ပေးထားရတယ်အဝေးကွင်းရဘက်က၁၃ပဲပေါ့ဗျာအဝေးကွင်းနဲ့အိမ်ကွင်းမှာသူတို့ကအဝေးကွင်းစဲဆောင်ရင်တအားဝကောင်းတဲ့အချိန်မှာပါတယ် စူးစမောင်းသူတို့အစ်နေနဲ့တိုက်စစ်ပိုင်းက16ကိုရပြီးတော့ခင်စစ်က16တာပေးထားရတယ်။နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်လေသူတို့က2ပွဲနိုင်1ပွဲသေးနဲ့2ပွဲရှုံးတော့ပါတယ်။ဒါကသူတို့ရဲ့စွမ်းဆောင်ရဘလောက်တော့ကောင်းမယ်လေဘလောက်ထိအားသက်ရှိရှိလေးဆိုတာကျွန်တော်တို့အထင်သာမြင်နေရတယ်။ဆိုတော့သူတို့အစ်နေနဲ့ပေါ့ဗျာမက်ရှယ်ဆောင်နေတဲ့အစ်နဲ့ကစားပြီးပြီဆိုရင်လာမေးပွဲစဉ်3ပွဲအနေထားပေါ့ဗျာ။နိုဝင်ဘာ23ရက်တနင်္ဂနွေနေ့17နာရီမှာပေါ့ဗျာအာဆင်နယ်ကို သူတို့အစ်နေနဲ့အဝေးခွင့်တောက်ရောက်ကစားမှာဖြစ်ပါတယ်ပြီးလို့ရှိရင် Nova 29ရဲ့ကြာတာပရင်နဲ့နနာရီခွင့်မှာဆိုရင်ချန်ပီယံလိပွေးစဉ်သူတို့ကစားဖို့ရှိနေတယ် BSG နဲ့ပေါ့ဗျာထပ်ပြီးတော့အဝေးခွင့်အာ Nova 30ရဲ့တနေ့ကနေနဲ့နနာရီခွဲမှဆိုစပါးကသူတို့ရဲ့အင်ခွဲမှဖွယ်ကိုလက်ခံကစားရမယ်ဆိုတော့လာမယ့်ပွေးစဉ်၃ပွေးစလုံးကလည်းမလွယ်ကူပါဘူးအထူးသဖြင့်ကျွန်တော်အာဆင်နယ်နဲ့ကစားမယ့်အဝေးခွင့်ဆိုရင်လည်းသူတို့အတွက်ကိုလုံးဝခက်ခဲမှုတွေရှိနိုင်တယ်ပြီးရင်လည်းသူတို့ကအဝေးခွင့်ထက်ကစားရမှာဆိုတော့ဒီကနေ့မှာ ကျွန်တော်ထင်ပါတယ်အဓိကလူစင်းအများကြီးအသုံးပြုလာဖို့ကျွန်တော်မရှိဘူးလို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့စပါးကပရီးမီးယားလည်းအနေထားတစ်ခုတည်းချန်ပီယံလိမ့်မှာပို့ပြီးတော့အားကောင်းဖို့တဲ့ဒီလိုမျိုးကြံ့ရင်နေတဲ့ဖြစ်တဲ့အတွက်သူတို့အတင်းကချန်ပီယံလိကိုလည်းချန်ထားဖို့သူပြင်ပရီးမီးယားလိမ့်မှာဆိုရင်လည်းပဲကျွန်တော်တို့ဒီအာဆင်နီနဲ့ကစားဖို့အတွက်ဒီလိုမျိုးလေးဖြေကောင်းဖြေနိုင်တယ်သို့တော်ညာလည်းမန်ချက်စတာဝန်နဲ့အတင်းကိုနိုင်ခဲ့လို့ရှိရင်ပရီးမီးယားလိမ့်မှာစစ်တကူထက်မှန်ပြီးတော့တက်တော့ဖို့ရှိတဲ့အတွက် အဓိကလူစင်းနဲ့အုံပြူကောင်းပြူလာနိုင်တယ်သူတို့မှဆိုရင်တိုက်စစ်ဘက်မှာတောက်ပဲနေဟုတ်တယ်မလားကွင်းလေတို့ကိုသမအပါဝင်ဗျာတအားကိုကောင်းနေတဲ့အထက်မှာပါတယ်ပြီးကလေးရာသီမှာလည်းမက်ရှယ်ဆောင်နဲ့တဲ့အတင်းနဲ့ထိတ်တိုက်တွေးကြတဲ့ပွဲစဉ်တွေကျွန်တော်ကရှုံးပေးရတာပဲပြီးလို့ရှိဖိုင်နယ်ယူပါလဲဘလောက်တော့သူတို့အသင်းဘက်ကအခွင့်အရေးပိုရခဲ့တယ်လေဒါကဒီနေ့မှာမက်ရှယ်ဆောင်နဲ့တဲ့အတင်းဘလို့ခြေပြင်းမလို့ဆိုတာပဲကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုတော့ကိုမက်ရှယ်ဆောင်နဲ့တဲ့အတင်းဘက်ကိုတစ်ချက်တော့ကြည့်ရအောင်ဘလို့ပုံစံရှိမလို့ဆိုတာ ဆိုတော့မက်ချက်စာအောင်တဲ့အသင်းကိုမပြောခင်ပေါ့ဗျာလက်ချင်းအစင်းစရာကိုကျွန်တော်တို့ကြည့်ကြည့်ရအောင်ပထမပေါ့ဗျာစင်တင်မှာဆိုရင်အာဇနီကရာမက်25မဲကိုပိုင်ဆိုင်ထားတယ်ပြီးလို့ချင်းဒူရီယာနေရာမှာဆိုရင်မန်စီးတီးကရာမက်16မဲလီဗာပူးကရာမက်16မဲနဲ့တတိယနေရာမှာရပ်တည်ပြီးတော့စင်တာလဲတကယ်ကိုဒီရသည်တက်တက်လာပြီးတော့ပုံစံကောင်းတွေရရှိတယ်သူတို့ကအစင်လေးရာမက်16မဲပေါ့ဗျာလီဗာပူးနဲ့တူတယ်ပြီးလို့ချင်းဘုံမောင်းဘုံမောင်းကအစင်ကသူတို့ကလည်းရာမက်16မဲဆိုတော့ အပေါ်ကနှစ်သိန်းကတော့အမဲကော်နေတဲ့အာ3 4 5ကတော့အမဲတူညီနေတယ်လီဗာပူးစင်တာလဲဘုံမပေါ်ဗျာပြီးလို့ချင်းအောက်က3သိန်းအစစ်ချောင်းမှာရက်တင်နေတဲ့စပါ18မဲပြီးလို့ချင်းအစစ်ခုနှစ်မှာအာချက်စီ18မဲအစစ်ရှိမှဆိုကျွန်တော်တို့မရှင်းဆောင်နေတဲ့အသိပေါ့ဗျာအပေါ်က3သိန်းအောက်က3သိန်းကအမဲတူညီနေတယ်ထပ်ပြီးတော့ကျွန်တော်တို့အစစ်6မှာဆိုရင်ခရစ်စတီပေးလေကရမယ့်စစ်ချောင်းပဲ ပြီးလို့ရှိရင် Brighton ကပေါ့ဗျာရမဲ15မဲနဲ့အဆင့်30 Aston Villa ကလည်းအမဲ15မဲနဲ့အဆင့်70ဆိုတော့အောက်ကအသင်းတွေနဲ့လည်းအမဲတွေအဲ့လိုတိမကော်ဘူးအပေါ်က3သင်းနဲ့လည်းအဲ့လိုတိမကော်တဲ့အတွက်ဒီနေ့ပွဲစဉ်ကကိုယ်ယူနေတဲ့အသင်းတွေတကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တွေဖြစ်တဲ့တရေတို့ရှုံးတော်တို့မင်းအဲ့လိုမျိုးလုံးလို့မရဘူးတကယ်လို့ရှုံးခဲ့တဲ့ရှိသောဒေကြသောခဲ့တဲ့ရှိသောအောက်ဆုံးကိုရောက်ဖို့အလားလာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်စတီပီလေး Brighton Aston Villa သူတို့အသင်းနေနဲ့ United ကအမက်တွေအဲ့လိုမကော်ဘူးတမက်ကော်နမက်ကော်ကော်နေတယ်ဆိုတော့အနိုင်ရလဲတစ်ခုကိုမဖြစ်မနေကျွန်တော်ပိုင်ဆိုင်မှုလိုပါတယ်စာသမားတို့ရေကိုတွေကဒီလိုမျိုးပြောနေတာတကယ်အသင်းထဲမှာကစားပြီဆိုရင် ကစားသမားတွေအတွက်ကတော့အဲ့လိုမျိုးစိတ်ကြက်တယ်နောက်တစ်ချက်ပြီးခဲ့တဲ့နိုင်ခွေ၃ခွေအထိကျွန်တော်ဖော်ဆောင်ခဲ့တယ်ပရီးမီးယားလိမှာကျွန်တော်စင်တာလေးကိုအမေကန်ဆုံးနိုင်ခဲ့တဲ့ကိုရဲ့အထွက်ပေါ်မှာပြီးလို့ချင်းအဝေးခွေအနေနဲ့လီဗာပူးကို2-1နဲ့ထက်နိုင်တယ် ထဲပြီးတော့ Brighton ကိုကိုရဲ့ Ultra ဘော4-2နဲ့နိုင်ခဲ့တယ်ဆိုတော့အဲ့လိုမျိုးခြေစမ်းတွေဒီနေ့ပွေးစီမှာမင်းတို့ပြားကိုပြားမှာကျွန်တော်အသင်းမှာဆိုရင်ဂိုသမားလေးစိတ်ရှာတဲ့ထဲမှာပါနေပြီနောက်တဲမှာဆိုရင်လည်းဒီနေ့ပွေးစီမှာလီရှာတို့ကိုပြန်မြင်လာဖို့ကျွန်တော်ရှိနေတယ်။ကွင်းလေးမှာဆိုရင်အပြောင်းလေးတွေဖြစ်သွားဖို့ရှိနေတယ်လို့တိုက်စီပိုင်းမှာဘလောက်တိကျွန်တော်ဘင်ဂျမိုဆဆူကိုအလုံးလုံးနေနေရှိမလဲ။ဆိုတော့ ကိုယ်ယူနေတဲ့အသင်ကားပေါ့ဗျာဒီနေ့ပွေးစဉ်အနေထားတစ်ခုကိုကျွန်တော်မကြည့်ခင်ပီကရက်နော်တယ်ဘွိုင်းနဲ့ပွေးစဉ်ခွင့်တူတူနဲ့တည်ကြခဲ့တယ်အဆင့်ချစ်ကိုကျွန်တော်တို့ဆင်းပေးခဲ့ရတယ်အဲ့ဒီပွေးစဉ်နိုင်ခင်ညောအဆင့်၃အဆင့်လေးကိုကျွန်တော်တို့တော့မှာဒါပေမဲ့လို့ကိုယ်အသင်ကဘလိုမောက်ကိုအချိန်မကောင်းခဲ့တာစပါးနဲ့မက်ချစ်စာဝင်နေတဲ့အသင်ချက်ဆီဒီ၃သင်းကအမဲတူညီနေတဲ့အတွက်ကိုယ်အသင်အတွက်ကတော့ပေါ့ဗျာဒီနေ့ပွေးစဉ်ကနိုင်ဖို့အရေးကြီးတယ်လို့တစ်ဖက်စပါးအသင်ကလည်းအရေးကြီးတဲ့အတွက် ကျွန်တော်ကတော့လူကူမေးပွဲစဉ်တခုတော့ဖြစ်လာမှာမဟုတ်ဘူးယူရိုပါလိဖိုင်နယ်မှာကိုယ်နေတဲ့အသင်းကိုလုံးဝဝဲစင်းနဲ့ဖုတ်ခဲ့ပြီးတော့သူတို့ကယူပါလိဖလားကိုရတယ်ချန်ပီယံလေးရတယ်ကိုတွေကအသေးကွေးပြီးတော့ကျန်ခဲ့တယ်ဒါကြောင့်အဲ့လိုမျိုးအနေထားတခုကိုဒီနေ့ပွဲစဉ်မှာအဝေးကွင်းကျွန်တော် ခြေပြတ်တော့မလားခက်တာကပဲဗျာဒီရာဒီမှာလည်းပဲအဝေးကွင်းအင်ကွင်းကအင်ကွင်းမင်းနေနေကောင်းတယ်အဝေးကွင်းဆက်ဆောင်အဲ့လိုဒီမကောင်းဘူး ကြည့်ရမယ်ဘလို့ချင်းကြည့်မလို့ဆိုတာခုမန်ချက်စတာအောင်နေတဲ့သင်္ကပရီးမီးယားလိဂ်ဆေးဝေးမှာဆိုရင်9ပွဲနိုင်2ပွဲတည်3ပွဲရှုံးပြီးတော့ရမယ်16မယ်အစင်းချင်းမှာကျွန်တော်တို့ရပ်တည်နေပါတယ်အိမ်ကွင်းအဝေးကွင်းကျွန်တော်အိမ်ကွင်း9ပွဲကစားရပါတယ်4ပွဲနိုင်ထားတယ်ကျွန်တော်တို့တည်ဝေးမရှိဘူး2ပွဲသာရှုံးပြီးတော့တိုက်စီကကျွန်တော်အသင်းနေနဲ့7ဂိုးရရပါတယ်ခန်စစ်ကကျွန်တော်6ဂိုးပေးထားရပြီးတော့အိမ်ကွင်းရမယ်က7မယ်ပေါ့ဗျာအဝေးကွင်း9ပွဲမှာဆိုရင်လည်းပဲ2ပွဲနိုင်2ပွဲတည်3ပွဲရှုံးတော့ပြီးတော့တိုက်စီက 6ကိုရတာပါတယ်ခင်စစ်က6ကိုတိကျွန်တော်ယူနေတဲ့အသင်းခွင့်ပြုပေးထားခဲ့ရတယ်အဝေးကွင်းရမယ်က9မိပဲရတယ်ဆိုတော့အဝေးကွင်းမှာခင်စစ်ကတတော်ကို ပေးထားခဲ့ရတဲ့ဂိုးတွေများပါတယ်ကျွန်တော်က6ကိုရပြီးတော့6ကိုပေးထားရတယ်ခင်စစ်နဲ့တိုက်စစ်ကြမှာ၄ကိုတိကျွန်တော်ကွာနေတယ်ဆိုတော့ စူးစပေါင်းယူနိုက်တက်အသင်းအနေနဲ့16ခုရပြီးတော့ခံစည်းက16ခုပေးထားတယ်ဆိုတော့တကူတာကော်ပါတယ်။ကိုတင်ရဲ့အာနေချက်ကအဲ့လိုမျိုးအမြင်ပေါ်တယ်။ဓာတ်ကွန်ပေါ်တွေကနေပေးရတဲ့ကိုတွေများနေတဲ့အတွက်စပါကတောက်ကိုကောင်းကောင်းကြီးတည်ထားတယ်။အသုံးချကိုရှာမှဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အင်ကွင်းဆွမ်းဆောင်ရင်အားသာချက်ရှိတယ်ပြီးလို့ရှိရင်မန်ချက်စတာကိုနေတဲ့အသင်းကိုပြီးခဲ့တဲ့ရာသီတွေမှာနိုင်ပွဲတွေအများကြီးဖော်ဆောင်ထားတဲ့အတွက်ဓာတ်တွေကိုသူတို့ကအခြေခံပြီးတော့ ဟောဘရာဇီးလုတ်တဲ့နေရာမှာလဲကျွန်တော်ယူနေတဲ့အသင်းတက်ကိုအားတကြီးပိုရှိမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါသူတို့အသင်းကိုမြောက်ပြီးပြောတာမဟုတ်ဘူးတကယ်လက်ရှိအနေထားကဒီလိုမျိုးဖြစ်နေတာကိုယ်နေတဲ့အသင်းကလမ်းကြောင်းမှန်ပေါ်တစ်ခုကိုရောက်ဖို့အတွက်ကိုအားခေးနေတာဒါပေမဲ့လို့အမြင့်ကိုရောက်လိုက်ပြန်ပြုတ်လိုက်အမြင့်ကိုရောက်လိုက်ပြန်ပြုတ်လိုက်အဲ့လိုမျိုးရှိနေတဲ့အတွက်ဘာကောမှတိတိကျမဲလို့မရပါဘူး။ကျွန်တော်တို့ကပြီးခဲ့တဲ့ရာသီမှာလည်းပဲအင်ကွင်းအဝေးကွင်းမှာဆိုရင်အဝေးကွင်းရလည်းမကောင်းဘူး။ ။တရားဒီမှာလည်းပဲစေဝေကစားရတဲ့အဝေခွင့်ရလည်းမကောင်းဘူး။ဒါကလုံးဝပြင်ဆင်ရမယ့်အနေအထားတွေပေါ့ဗျာ။ဆိုတော့ကိုမက်ချက်စာအောင်နေတဲ့အသင်္ကပေါ့ဗျာ။နောက်ဆုံးကစားခဲ့တဲ့၅ဘွေမှာဆိုရင်၃ဘွေနိုင်တဘွေတည်းတဘွေရှုံးတာတဲ့ပုံစံမှာရှိနေပါတယ်။အဲ့ဒီ၃ဘွေကလည်းပဲဆန်တန်လေးကိုနိုင်တယ်၊လီဗာပူးကိုနိုင်တယ်၊ဘရိုက်တန်ကိုကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲစဉ်တွေပေါ့။တကယ့်ကိုဆွဲဆောင်ရည်လေးကောင်းတဲ့တကယ့်ကို quality အနေအထားကစားသမားတွေတူချင်းအသေးလိုက်ဆွဲဆောင်ရည်ကဘာမှအပြစ်ပြောစရာမလိုခဲ့ပဲနဲ့ နော်တဲ့ဖွဲနဲ့ပွေးစီကြမှာပဲလုံသွားစုပ်ပြတဲ့တော်တဲ့ပုံစံကျွန်တော်တွေ့ခဲ့ရတယ်ဒါပေမဲ့လို့အဲ့ဒီပွေးစီမှာတော့အရင်ညာတီတီထက်ကောင်းမွန်တဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့မက်ရှင်ဆောင်နည်းနည်းသင်ခါပါဗျာဒီနေ့ပွေးစီပြီပြီဆိုရင်လာမယ့်နိုဝင်ဘာ25ရက်အင်္ဂါနေ့ပေါ့ဗျာနှစ်နာရီခွဲမှဆိုရင်ကိုရီအိုထရက်ပေါ်မှာအေဗီဒန်ကိုလက်ခံကစားဖို့ရှိနေပါတယ်ပြီးလို့ချင်းနိုဝင်ဘာ30ရက်ကျွန်တော်တနင်္ဂနွေနေ့6နာရီခွဲအစောဆုံးပွေးစီဖြစ် ခရစ်စေးပေးလို့ကိုအဝေးကကျွန်တော်ယူနေတဲ့အသင်းကထည့်ရင်ဆံရဖို့ရှိနေပါတယ်။ထည့်ပြီးတော့ဒီစင်ပါ9ရက်ကျွန်တော်တောက်ကြနေပေါ့ဗျာ။နှစ်နာရီခွေးမှဆိုရင်မက်ချက်စာအောင်နေတဲ့အသင်းကကိုရီးအိုထရက်ပေါ်မှာဝက်ဆန်ကိုကစားမှဖြစ်တဲ့အတွက်အဲ့ဒီပွေးစီတွေမှာကိုတင်ဖို့ကတော့အာဒီရဒီမပေါ့ဗျာပြောရလို့ချင်းချန်ပီယံလေးလေးမရှိဘူးယူပါလေးလေးမရှိဘူးခါရာပေါင်းလေးမရှိဘူးတပည့်ကိုတပွေးလုံးကစားရတဲ့အသင်ကပြည့်စုံမှုအပိုင်းတွေအများကြီးလုံလို့ရတယ်ကစားသမားတွေဘုံနားရတဲ့အများကြီးရှိနေသလို့ သူတို့ဘယ်နေရာမှာမားတယ်လေဘလို့ပြည့်စုံမှုလုပ်မလဲအဲမွေနေစနေအပိုင်းတွေဘာတယ်ငါတို့ကအကောင်းဆုံးလုပ်မလဲဆိုတာကောင်းကောင်းကြီးအေးအေးဆေးဆေးမျိုးတို့တွေးတောလို့ရတဲ့အနေထားတစ်ခုကြောင့်ဒီရတီကပရီးမီးယားလိဖလာကိုကျွန်တော်မျှော်မဲ့တာမဟုတ်ဘူးချန်ပီယံလိဥရောပလိဝင်ခွင့်တစ်ခုကိုရရှိမလားဆိုတာပြည်သက်တဲ့အဖို့ကဒီလိုမျိုးတွေးထားပါတယ်စပါးနဲ့ပွေးစဉ်ကကျွန်တော်ယူနေတဲ့အသင်းတကယ်ကိုနိုင်ပွေးရရှိဖို့လိုပါတယ်ဆိုတော့မန်ချက်စတာအနေနဲ့အသင်းနေနေပေါ့ဗျာ နော်တယ်ဖောင်းနဲ့ပွေးစဉ်ကအသုံးပြုခဲ့တဲ့လူစင်းကိုကျွန်တော်တချက်ကြည့်ကြည့်အောင်ဘသူတွေပါဝင်ခဲ့တယ်လဲကိုသမားနေရာမှာစနေလဲမဲ့ပွေးထောက်ခဲ့ပါတယ်နောက်တဲ့၃ယောက်ကကျွန်တော်တို့မျော်လင့်တဲ့လီဆန်တိုမာတီနဲ့မပါဝင်ခဲ့ပဲလူရှော့ရဲ့ဒီလင်းနဲ့လင်ဂီယိုတို့ကွင်းလင်လေးယောက်မှဆိုရင်ကျွန်တော်တို့ပထရစ်ဒူကိုကိုအနာပေးပြီးတော့ဒီကိုဒါလော့ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဘရူနိုဖာနဲ့ကက်ဆီမီရိုအာမက်ဒီယာလော့ နေပတဲ့နေရာမှာဆိုကျွန်တော်တို့ရဲ့ကိုညာနဲ့ Brian M မို့အထောက်မှာဆိုပြီးကျွန်တော်စစ်စစ်ကိုကျွန်တော်အသွင်ပြခဲ့တယ်။အဲ့ဒီပွဲစီမှာဂိုးမရရှိခဲ့တဲ့အတွက်ပွဲကျွန်တော်စစ်စစ်ကိုအများကြီးဝေဖန်ခံနေရပါတယ်။ကစားသမားကတကယ့် quality ရှိတဲ့ကစားသမားတယောက်ဖြစ်သလိုအသင်းအတွက်ဂိုးတွေစက်တိုက်သွင်းနိုင်ဖို့ကျွန်တော်ညွှန်မှန်းထားတယ်။ဒီ player အပေါ်မှာပေါ့ဗျာပိတ်သက်တချို့ကလုံးဝညွန်ညင်နေတယ်။နောက်ပြီးတော့ဖိအားတွေအများကြီးပေးနေတယ်။ဒါကကျွန်တော် facility တယောက်မြင်ပြောလို့ကြည့်မဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်။ဒါပေမဲ့လည်း တူတယောက်ချင်းအမြင်ကတော့ဘေတူမလေးပေါ့ဗျာကျွန်တော်ကတော့ဘေဂျမိုဆက်စကိုကိုအဲ့လောက်ထိပရက်ရှာပြရတယ်မပေဘူးသူကောင်းမွန်တဲ့ဂိုးတွေတွင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်ဒါလည်းပဲတောင်ပယ်တွေကလည်းကွင်းလင်တို့ကလည်းဖန်တီးမှုကောင်းကောင်းရရှိမှာဖြစ်မှာပေါ့ဗျာဆိုတော့မန်ချက်စတာအွန်နဲ့တဲ့အင်အမ်ဝဲကဒီနေ့ပွေးစဉ်စပါးရဲ့အဝေးကွက်မှာဘယ်သူတွေထွေးသွင်းအသွင်ပြလာမလဲကျွန်တော်တို့အပြောင်းလဲနေရတယ်နင်းနေလောက်လာလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်ဒါကြောင့်တစ်ချက်ကြည့်အောင်ပေါ့ဗျာ ဒီဘေးနဲ့နာနေဆိုတော့ဒီနေ့ပွေးစီမှာပေါ့ဗျာအမ်မရဲအနေနဲ့ဂုတမနေရာမှာကတော့ထပ်ပြီးတော့ဆန်နီလဲမဲကိုအသုံးပြုလာဖို့ရှိနေပါတယ်နောက်တဲ့၃ရောက်ကတော့ကျွန်တော်မြင်ပြောလို့ချင်းနှစ်နေရာလောက်ပြောင်းလဲနိုင်ကြောင်းနာနိုင်တယ်ဘာဖြစ်လို့ဆိုတော့လီဆန်ဒိုမာတီနဲအနေနဲ့နော်တယ်ဘွိုင်းနဲ့ပွေးစီမှာတကယ့်ကိုပါဝင်ရှင်ခဲ့တာသူရဲ့ကြက်ခိုင်မှုနဲ့သူရဲ့ကစားမှုနဲ့သူရဲ့ပွေးထုတ်မှုတွေကတကယ့်ကိုထိုက်တဲ့နေပါပြီ တရာတင်းနီနီအနာပိတာကြီးဆိုပေမဲ့လို့လစ်ချကင်းအစီအစဉ်ဒီမှာရောအမေကေစုလူပြနေတဲ့အတွက်ဒီနေ့ပွဲစဉ်ကကျွန်တော်အနေနဲ့လီဆန်ဒိုမာတီနက်ကိုပထမပိုင်းမှာထိသိဖို့ကျွန်တော်မျှော်လင့်မိနေပြီးလို့ချင်းအထိုက်ဆက်တဲ့ဘက်မှာဆိုရင်ဒီလီနဲ့လီနီယူကို အနာပိပြီးတော့စပါနဲ့ပွဲစဉ်အတွက်ကျွန်တော်မဆာရီကိုထိလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ အလီနီယူကမကောင်းတဲ့ကစားသမားမဟုတ်ပါဘူးလူငယ်ကစားသမားတကယ့်အမေကယ်ဆုံးလုပြနေတယ်သို့တော်ညာလည်းအတင်းနဲ့ချင်ပြီးတော့ပြပမှုနဲ့အမြင်မောတဲ့အားနည်းနေတဲ့အတွက်အလီနီယူကိုဒီနေ့ပွဲစီမှာဒုတိယပိုင်းပဲပွဲထွက်ပထမပိုင်းမှာမာဇာဝီလိုအဖျက်ကောင်းတဲ့ကစားသမားအဖဲတင်ကစားသမားတွေနဲ့ချင်လို့ပြီးလိုက်ပါတဲ့နေရာမှာဆိုရင်လည်းတတော်ကိုပြပတဲ့နေရာမှာရောအဆက်ဆက်အရာကောင်းတဲ့အတွက်မာဇာဝီကိုပထမပိုင်းမှာကျွန်တော်ထည့်သွင်းလိုက် လီနီယိုကပရီးမီးယားလိပွေးစဉ်တစ်ကနေပရီးမီးယားလိပွေးစဉ်တစ်စီဒီတကယ့်ကိုကောင်းတဲ့အနေအထားတစ်ခုမှရှိနေပါတယ်။သို့တော်ညာလေကျွန်တော်တို့ကပေါ့ဗျာအအတင်းတင်းနဲ့ကစားပြီဆိုရင်ငါတို့ဘေးအတင်းနဲ့ပြင်အသုံးပြရမလဲ။ဘေးနေရာမှာဘေးကစားသမားကိုထိသိမ်းရမလဲဆိုတာကိုကောင်းကောင်းချင်းအမှုရဲအသုံးပြဖို့လိုပါတယ်။နေ့စဉ်နေ့ပိုင်းပြောင်းလဲဖို့လိုတဲ့အတွက်နောက်တဲ့၃ရောင်းတဲ့ဂိုသမာဒီလိုမျိုးကျွန်တော်တွေးထားတယ်။ပြောင်းလို့ရှိရင်ပြောင်းလဲမှာပေါ့ဗျာ။ထဲပြီးတော့ကျွန်တော်တို့ကွင်းလစ်လေးရောက်ကိုကြာလို့ချင်းတကယ်လို့ လီဆန်ဒိုမာတီနက်ကအဲ့ဒီဘေဘက်အချမ်းမှာနောက်တဲမှာပါဝင်လာပြီဆိုရင်မဖြစ်မနေလူရှော့ကကွင်းလေဘေဘက်အချမ်းပထရိတ်ဒူကိုတို့ဒီကိုဒါလို့တို့ကစားနေတဲ့နေရာကိုတော်ရောက်ကစားဖို့ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်လူရှော့အနေနဲ့ကကွင်းလေဘေဘက်အချမ်းကစားသမားစစ်စစ်တယောက်ဖြစ်ပါတယ်။အခုဒီရသည်နောက်တဲဘေဘက်အချမ်းမှာကစားတဲ့ထင်တယ်လို့အလုံးလုံးနေစေမရှိပါဘူး။ကျွန်တော်တို့ယူနေတဲ့အသင်းကစားသမားတချို့တွေကကိုယ့်နေရာမဟုတ်ဘူးဆိုရင်ဘလို့မှကစားွက်တွေတိစောက်လို့မရဘူး။ပုံစံကောင်းတယ်ဟုတ်တယ်မလား။သူတို့ရဲ့ အဲ quality တွေက0ဖက်ကိုရောက်နေတယ်0တဲ့အနှုတ်လက္ခဏာကိုစောင်းနေတယ်ဒါကြောင့်လူရှော့ကိုလည်းမဖြစ်မနေ Emery ကသုံးပြလာဖို့ခြေတွေအတွက် Queen Lee ပြပဲချဲမှာတော့ဒီကစားသမားပေါ့ပြီးလို့ချင်း Bruno Fernandes Casemiro ကျွန်တော်ညာဘက်ချင်းကအမေကကောင်းနေတဲ့ Amedia လို့ဒါကတော့ကျွန်တော်ချွင်းချဲပေါ့ဗျာပြောလို့တော့မရဘူးအဲ့ဒီ Amedia လို့နေရာမှာလည်းဒီကိုဒါလို့ကိုထေကောင်းထေလာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ Emery ကသူကြိုက်လိုက်ပါကြီးရဲ့ဆိုတဲ့ကစားသမားတွေကိုရွေးပြီးတော့ ပွေးထုတ်နေကြဖြစ်တဲ့အတွက်ဥကာတိတို့တော့ပြောလို့မရသေးဘူးပေကနေပွေးစီမှာကက်ဆီမိုကိုသွင်းတယ်ဟုတ်တယ်မလားတိုးတော်ညာလဲအပြောင်းလေးကကျွန်တော်တို့ဖြစ်ချင်သလိုဖြစ်မလာရင်တော့ဒုက္ခရောက်မှာစရစာသမားတွေဒါကွင်းလေးလေးရောက်ပေါ့နေပေတဲ့နေရာကထူထူပြောစရာမလိုပါဘူးကျွန်တော်တို့မှာအဖြေရောလိုက်ပါမှုတွေရောတူချင်းဆွဲဆောင်ရင်လုံးဝအာကောင်တဲ့မတည့်ရဲ့ကွန်ညာပြရင်အေဘူမိုအေဘူမိုနဲ့အာမေဒီယာလိုက အာနော်တဲ့ဖွဲနဲ့ပွေးစီမှာရှစ်သုံးပွေးကားတဲ့ဆိုင်တော့နေအထွေမညီတဲ့ကျွန်တော်ရှိခဲ့တဲ့သို့တော်ညာလေးအများကြီးတော့မဟုတ်ဘူးဒါကြောင့်ဒီကစားသမားတွေကိုပို့ပြီးတော့အမေကန်ချိတ်ဆက်မှုကောင်းဖို့အတွက်ကိုအသုံးပြရမှာကိုသမားရဲ့နောက်တန်းကွေးလေးပေါ့ဗျာပြီးလို့ရှိရင်ဒီပဲတန်းအထောင်မားတော့ပေါ့ဗျာကျွန်တော်ဗဂျမုဆဆူကိုထက်ပြီးတော့အခွင့်ပေးရလိမ့်မယ်အာဗဂျမုဆဆူကိုကကိုမတင်တော့ဘူး ဒီကောင်းကိုဒုတိယဘက်မှာထားမယ်အရင်မှာထားမယ်ဆိုလို့မရဘူးငါတို့မှာအဓိကအဲ့ဒီအထောင်နေရာကကြီးကြီးလာပါတယ်ဆိုပြီးတော့ခေါ်ခဲ့တာရရှိမန်ဝိုင်လန်တို့ကိုကျွန်တော်နာပိုလီတို့ကအငားရှာတယ်အခုလက်ရှိဒုတိယကျွန်တော်ဦးစားပေးအနေနဲ့ဂျူဇွာဂျီစကီရှိတယ်ဂျူဇွာဂျီစကီတဲ့ဘင်ဂျမွန်ဆူဇူကိုတို့ကိုပို့ပြီးတော့အခွင့်အရေးပေးရမှာအမြင်ပေါ်အာတဲ့နေကစားသမားဟုတ်တယ်မလားအခွင့်အရေးဖန်တီးတဲ့နေရာမှာဂိုးသွင်းတဲ့နေရာမှာလဲကောင်းမွန်တဲ့ဘင်ဂျမွန်ဆူဇူကိုကျွန်တော်အနေနဲ့ကတော့မဖြစ်မနေဒီနေ့ပွေးစီနဲ့ကျွန်တော်ပွေးထုံးကိုပေးရမှာ ဆိုတော့ဒါကလက်ရှိကျွန်တော်ရဲ့ခင်မင်းကြီးပေါ့ဗျာကုသမာကတော့ပြောင်းလို့ရှိရင်ပြောင်းလဲလိမ့်မယ်သို့တော်ညာလဲအဲ့ဒီနောက်တဲမှာကတော့ပြောင်းလို့ဘုဘက်ကိုများတယ်ကျွန်တော်လီဆန်တိုမာတီနဲနဲ့နေရာမှာလူလျှောလေးပြန်မြင်ကောင်းမြင်လာရနေသလိုညာဘက်ခန့်စင်းမှာဆိုရင်လည်းပဲလီနီယိုကိုထပ်ပြီးတော့တွေးလိုက်အောင်ရှိနေတယ်ကိုင်လီမှာဆိုရင်လည်းဒီကိုဓာလော်တော့ဟုတ်တယ်မလားဆိုတော့ဒါပေမဲ့ပေါ့ဗျာကျွန်တော်တို့အကောင်းဆုံးဖြစ်ဖို့ဘက်ကိုလိုတယ်လက်ရှိကျွန်တော်တို့တောင်းနေတဲ့လူစင်က နည်းနည်းလွယ်ချက်ရှိနေသေးတယ်သို့တော်ညာလေးအကောင်းဘက်ကိုဥတည်ပြီးတော့တောပေါ်အတွက်တချို့ကစားသမားတွေတချို့ပလေယာတွေကိုအနာပေးသင့်တယ်ဒီကိုဒါလို့လို့ဆိုတော့ကဘလို့မှစိတ်ချလို့ရတဲ့ထက်မှမပါဘူးကျွန်တော်တို့ဖန်တီးတဲ့နေရာမှာရောဟုတ်တယ်မလားပြီးလို့ရှိအမြင်ဘောကိုကျွန်တော်တို့တောပြီဆိုရင်လည်းလုံးဝအားနေတယ်နောက်တစ်ချက်ကျွန်တော်တို့အဲ့ဒီနောက်ခက်ဆက်တဲ့ဘက်မှာဆိုရင် မကွမ်းရလေးမြင်ကောင်းမြင်လည်းရတယ်ကျွန်တော်တို့မှာအားနေနေတဲ့အမြင်ဘောဆိုတာကမကွမ်းရတယောက်လောက်ပဲအသုံးချဖို့ရှိတာတစ်ဖက်အတွင်းကိုကိုသိမ့်မယ်ဆိုရင်လည်းနောက်တဲကနေမကွမ်းရကိုသိမ့်တယ် တဖက်အသင်းကိုတင်တာကိုအဲ့ဒီတောက်ကံဘော်တွေအမြင်ဘော်တွေကနေလဲကျွန်တော်ချင်းတုံနိုင်တာကမကွမ်းရောက်တယောက်လောက်ပဲရှိတဲ့အတွက်ခေါင်းချင်းကိုလည်းအဲ့ဒီအထိုင်ဆန်တဲ့ဘက်မှာပြောလို့မရဘူးဆိုတော့စာသမားတွေကျွန်တော်တို့ရဲ့ခံမှန်းခြေပေါ်ပြလူစင်းစစ်တယောက်ကဒီလိုမျိုးထွက်ပေါ်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပရိသတ်တချို့တဝက်ကလည်းလီဆန်ဒိုမာတီနက်တို့လိုပလီယာတွေကိုလည်းမြင်သိချင်ပြီလို့ကျွန်တော်တို့ကဒီလိုမျိုးထက်တူခံစားမိတယ်ကွင်းလီမှာဆိုရင်လည်းအများအားဖြင့်ပေါ့ဗျာအဲ့ဒီကွင်းလီကျွန်တော် အထိုင်းမှာဆိုရင်ကုမိုင်တို့ကိုကျွန်တော်မြင်တွေ့စေချင်တယ်တိုးတော်လည်းပဲလူငယ်ပလေယာလေးတွေကိုအမ်မိုရယ်ကအသုံးမပြုရှင်တဲ့အတွက်နေရာမပေးရှင်တဲ့အတွက်အန်ဒီယေဘယ်လိုလိရှိတာပဲတိုးတော်လည်းပဲဒီလိုမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတော့စောင့်ကြည့်ရမှာပေါ့ဗျာအမ်မိုရယ်အနေနဲ့ဘယ်သူတွေကိုပွေးထုတ်လာပြီးတော့စပောက်ကိုဘယ်လိုအခြေအနေနဲ့ကျွန်တော်တို့တွောမလဲအကောင်းဆုံးကတော့ပြီးကလေးရာသီမှာကျွန်တော်တို့ကိုအမုံဆွေးခဲ့တယ်ပြီးလို့ရှိရင်ချန်ပီယံလိမဝင်အောင်ဖလားမရအောင်လုပ်ခဲ့တယ်အဲ့ဒီအသေးငယ်ကတော့အဝေးခွင့်မှာအပီဖို့ဖို့လိုတယ် လက်စားချေဖို့လိုတယ်အဲ့ဒီလက်စားချေတာတက်ကိုဒီနေ့ပွေးစီကမဖြစ်မနိုင်ဘူးဘက်ကိုလိုတယ်မင်းရှုံးကလေးတည်ရကြတော့ကလေးချင်းအစစ်တစင် အစစ်စစ်တွေကိုဆင်းပေးရဖို့အနေထားတစ်ခုရှိတဲ့အတွက်အနိုင်သုံးဘက်ကိုတွားရမှာပါသာသမားအမ်မရဲဆိုတော့ညကတော့နေနဲ့ဘလို့ထင်မြင်ချက်ရှိလို့ကြဒီနေ့ပွေးစီမှာဘသူတွေကိုထင်တဲ့အသုံးပြုလာဖို့ရှိမလဲဘလို့ချင်းအမ်မရဲကစားပုံကစပိုင်အင်ကွေမှာဘလောက်ထိလုပြနိုင်စေချင်မလဲပြီးကြတဲ့ Note 4နဲ့ပွေးစီမှာကျွန်တော်တို့အမားခဲ့တဲ့အမားတွေလွေချက်တွေကို ဒီနေ့ပွဲစီမှာအကောင်းဆုံးဘလို့ပြင်ဆင်လာမလဲဆိုတာညီကိုတို့ရဲ့အမြင်လေးတွေကိုဆွေးနွေးပေးကြပါအောင်ကျွန်တော်ရဲ့ YouTube channel မှာလွယ်လွယ်စွာ comment လေးမှာအမနာစတဲ့ဝင်ရောက်ရေးသားပေးခဲ့ပါကျွန်တော်ရဲ့လူအချက်တွေကိုလည်းရေးသားပေးခဲ့ပါဗျာဘယ်နေရာမှာကျွန်တော်ကလွေရဲရှိနေလဲဆိုတာဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲအဲ့ဒီပွဲစဉ်ပြီးလို့ချင်းလဲကျွန်တော်အနေနဲ့ပွေးပြီးသုံးသက်ချက်ကိုပါဆက်လိုက်ပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ညီကိုတို့အနေနဲ့ပွေးပြီးသုံးသက်ချက်ကိုပါအားပေးကြပါအောင်အားလုံးပဲကျေးဇူးများတင်ပါတယ် မက်ချက်ဆောင်နေတဲ့ပြည်သက်သူတယောက်ရှိတဲ့တရားမြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတို့တဘာဝဘင်းနေအပေါ်မှာမျက်စုံလွန်မြောက်နိုင်ပြီးတော့ကိုမက်ချက်ဆောင်နေတဲ့အသင်ကလည်းနိုင်ပွေးတဲ့အလီလီရမက်တဲ့အမေကယ်ဆုံးနဲ့ဒီရာသီပရီးမီးယားလိမှာအဆင့်တစ်ခုဒီဥရောပလည်းဝင်ခွင့်တစ်ခုဒီရနိုင်ပါကြကြောင်းစင်နာပြူနေတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်ရှိတဲ့တိုက်ကိုသူပဲကျွန်တော် လေးစားပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ